ရှမ်းပြည်နယ်တောင်ကြီးမြို့၌မြို့တန်ရှင်တာယာလပစီရေစုပေါင်းတန်ရှင်ရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြို့တန်ရှင်တာယာလပရေနှင့်ရေစည်းရေလာကောင်းမွန်စေရေပိုးလောက်လမ်းများမပေါက်ဖွားနိုင်ရေချင်းရင်များမခိုအောင်နိုင်ရေအတွက်အပတ်စဉ်စနေနေ့တိုင်းစုပေါင်းတန်ရှင်ရေးဆောင်ရွက်လျက်ရှိရာစက်တင်ဘာလ26ရက်နေ့နနေ့6နာရီခွဲအချိန်ကတောင်ကြီးမြို့ပေါ်ရှိဖျားစေတီများဌာနဆိုင်ရာယုံများ တက္ကသိုလ်ဒီဂရီကောလိပ်အခြေခံပညာကျောင်းများဆေးရုံနှင့်ဈေးများတွင်ဆောင်ရွက်ခဲ့ကြပါသည်။ရန်ပင်နယ်ဆွေရဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်သည်တာဝန်ရှိသူများလိုက်ပါလျက်တောင်ကြီးမြို့ကျက်သေးဆောင်စူလာမှုနှင့်လောကချမ်းသာစည်တီတော်ရှိရင်းမြင်တော်ဘော်တွင် စုပေါင်းတန်ရှင်ရေးဆောင်ရွက်ခြင်းစည်ရီတော်ပရဝံအတွင်းရှိချုံွယ်ပိတ်ပေါင်းများရှင်လင်းခြင်းရေမြောင်းများအားမိုးရသည့်ရေစည်းရလာကောင်းမွန်စေရန်အတွက် စုပေါင်းတန့်ရှင်ရေးဆောင်ရွက်နေသည် ခရိုင်မျိုးနယ်ဌာနဆိုင်ရာဝန်ထမ်းများရက်ွက်အုပ်ချုပ်ရေးမှူးများဒေသခံပြည်သူများကိုကြိရှိအားပေးပြီးလိုအပ်သည့်များကိုညှိနှိုင်းပေါင်းဆက်ပေးခဲ့ပါသည်အလားတူရှမ်းပြည်နယ်တွင်ရှိ ခရိုင်မျိုးနယ်များတွင် မြို့တန့်ရှင်သားရလပ်ပရေးတွင်လမ်းဘေးဝဲရာမှအမိုက်များတင်စီခြင်းလမ်းဘေးရေမြောင်းများရေစည်းရေလာကောင်းမွန်စေရေး အမိုက်များအားဆက်ယူရှင်လင်းခြင်းပေါင်းမြက်များရှင်လင်းခြင်းများကိုစုပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် မြို့တန်ရှင်သာယာလပ်ပရေးအတွက်အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါရခင်ဗျာ။